အလူကြီးပြောရတဲ့ကောင်းမှုကြောင့်နံပါတ်1မှာကိုလိုင်းရင်ကစုံစုံလင်လင်ဖြစ်ချင်တဲ့မတန်ဆွမ်းအဆိုတော်အေးမြတ်မုံပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လင်စိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ချုံမိုင်းမိုင်တခြင်းနဲ့နာမည်ကြီးလာခဲ့တဲ့အေးမြတ်မုံကဇွဲမလျှော့ပဲနဲ့စူးစားခဲ့ရကြောင်းအခုဆိုရင်တော့အောင်မြင်တဲ့မြမတန်စင်အဆိုတော်တယောက်ဖြစ်လာရုံသာမကယဟန်ကန်ရှင်ပြုအလူပွဲကြီးကိုလည်းကျင်းပနိုင်ပြီဖြစ်ပါတယ်။ အေးမြမွန်ကသူ့ရဲ့အနုပညာကြီးတွေကိုနှစ်နှစ်ကြာစုဆောင်းထားပြီးတဲ့နောက်အဖေအကိုမောင်လေးတွေနဲ့တူလေးတွေကိုရဟန်းခံရှင်ပြုပေးခဲ့ရပါ။အေးမြမွန်ရဲ့အဖေကအသက်60ကျော်တဲ့အထိရဟန်းမဝေဖူးသေးပဲနဲ့သမီးအလိမ္မာလေးကြောင့်ရဟန်းဝင်နိုင်ခဲ့ပါတယ်။ဖခင်ကိုတရားနဲ့ယေရှုဆက်နိုင်တဲ့သမီးလေးဖြစ်လို့အေးမြမွန်ကိုသာဓုခေါ်နေကြတာပါ။အေးမြမွန်ရဲ့အလူပွဲကတော့ပကသနာတွေမပါဝင်တဲ့အလူဖြစ်ပြီးရောလာသမျှလူတွေကိုသမီးဟင်းတွေကိုအရှံပဲကျွေးခဲ့ပါတယ်။မိုးရွာနေတဲ့ကြားကနေအေးမြမွန်တို့ရဲ့အလူပွဲကိုတကူ ကတက်ရောက်လာခဲ့ပြီးတော့တကယ်ပိုင်းဆောင်နေတဲ့သူတွေကိုလှူနိုင်ခဲ့ရပါနာမည်ကြီးတဲ့နှုတ်ပညာရှင်တွေမလာပေမဲ့လည်းအယုံလက်အမျက်မရွေးကိုစတုတီတာကျွေးနိုင်ခဲ့ပါတယ်ဒီအလူတက်380အကုန်ကြခံထားခဲ့ရဖြစ်ပြီးတော့ပျော်လွန်းလို့အေးမြတ်မွန်ကအဲ့လိုတောင်မပျော်တော့ဘူးလို့ဆိုပါတယ် င်းမြန်မွန်ကတော့ဒီလိုအလူကြီးလောက်ခွင့်ရတဲ့ကုသိုလ်ကြောင့်နောင်ဘဝမှာခြေလက်အင်ကဆုံဆုံလင်းလင်းနဲ့မွေးဖွားလာပါစေလို့ဆုတောင်းထားပါတယ်။အင်းမြန်မွန်ကအသက်၁၉နှစ်အရွယ်သာရှိသေးပြီးတော့မျက်နှာလေးကအဖြစ်ကင်းစင်ဖြူစင်ပေမဲ့မွေးရပါမတန်မဆွမ်းဖြစ်နေခဲ့ရပါဘူး။ဒါကြောင့်မယ်မတန်ဆွမ်းဖြစ်နေခဲ့ရပါဘူး။ ဒါကြောင့်ငယ်စဉ်ကလေးကအချို့လူတွေရဲ့အထင်သေးနှိမ်ချခြင်းကိုလည်းခံခဲ့ရပါတယ်။အေးမြတ်မွန်ကမွေးရပါလက်တစ်ဖက်မရှိသလိုခြေတော်တစ်ဖက်ကလည်းပုံမှန်ထက်တူနေခဲ့ပါတယ်။ဒါကြောင့်လမ်းသွားတဲ့အခါမှာအဆင်မပြေဖြစ်ခဲ့ရပြီးတော့လှောင်ပြောင်သားတွေကိုလည်းခံခဲ့ရတာပါ။ငယ်စဉ်တုန်းကကြောင်းသွားအပ်တဲ့အခါမှာမတန်မဆွမ်းဖြစ်နေရကြောင်းကြောင်းအပ်ဖို့အငင်းခံခဲ့ရပြီးတော့မျက်နှာငယ်ငယ်နဲ့ပဲပြန်လာခဲ့ရပါတယ်။မတန်ဆွမ်းတယောက်ဖြစ်နေလို့ခွဲခြားဆက်ဆံခံရသလိုမိဘတွေကလည်းငွေကြေးမပြည့်စုံတာကြောင့်အနေငယ်ဘဝကိုရောက်ခဲ့ရပါ။ဒါကြောင့်အေးမြတ်မွန်ကမိ ပတွေကိုဆင်းရဲတွင်ကနေထွက်စီခြင်းပြီးတော့ဒီမတတ်နိုင်တဲ့အလုပ်လေးတွေကိုလိုက်လုပ်ပါတယ်။အေးမြမွန်ကအသက်ငယ်ငယ်ကလေးကအဆိုးဝါဒနာကြီးခဲ့ပြီးတော့အဆိုးတော်တယောက်ဖြစ်ချင်ခဲ့ရပါမိဘတွေကလည်းငွေကြေးမတတ်နိုင်တဲ့လို့ကိုရိုင်းကလည်းမတန်ဆွမ်းတယောက်ဖြစ်နေရကြောင့်အဆိုးတော်မဖြစ်နိုင်ဘူးလို့လည်းနှိမ်ခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ပဲချိုးမမန်တချင်းလေးကနာမည်ကြီးသွားခဲ့ပြီးတော့ပွဲတွေမှာဇက်တိုက်တီဆိုနိုင်ခဲ့ရပါအနုပညာကြီးကနေရရှိရဲ့ငွေနဲ့မိဘတွေကိုအိမ်ပိုင်လေးလဲဝယ်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့အလှလဲလုံနိုင်ခဲ့ပါပြီချိုးမမန်တချင်းလေးကတော့သူ့ဘဝကိုအပြောင်းလဲဖြစ်သွားစေတဲ့တချင်းတစ်ပုဒ်ဖြစ်ပါတယ်ဒီလိုမျိုးအလှကြီးလုံနိုင်တာကပရိသတ်တွေရဲ့ကူညီပေးမှုကြောင့်ဖြစ်ပြီးတော့သူ့ကိုပွဲတွေငားပေးရဲ့ပွဲရှင်တွေရဲ့အလှဖြစ်တယ်လို့လည်းဆိုပါတယ် အေးမြမွန်ကတော့ဒီမရဲ့ဘဝမှာအလူကြီးမလုံးနိုင်တော့ဘူးလို့ထင်ပေမဲ့စူးစမ်းမှုနဲ့ဦးလေးရရဲ့ကူညီမှုကြောင့်အလူအမကြီးဖြစ်လာပါတော့တယ်။ဒီအလူကောင်းမှုကုသိုလ်တွေကနေသူ့အတွက်တော့အခြားအရာတွေထက်လုံဘဝမှာခြေလက်အင်ကာစုံလင်စွာနဲ့မွေးဖွားလာခြင်းခဲ့ပါတယ်။ ရုံးရင်လေးကလည်းချစ်စရာကောင်းတယ်လို့စိတ်ချလေးကလည်းကောင်းနဲ့အေးမြတ်မုံကိုပရိသတ်တွေကတော့အလူဥမကြီးလို့ခေါ်နေရကြောင်းအယံပျော်နေပြီးတော့အေးမြတ်မတ်နေရလို့တောင်းထင်နေခဲ့ရပါမတန်စွမ်းနေလည်းစူးစမ်းနိုင်စွမ်းနေရှိနေရကြောင်းအေးမြတ်မုံရဲ့ရိုးသားမှုကတခြားသောမတန်စွမ်းတွေအတွက်အားအင်တွေဖြစ်လာစေခဲ့ပါပြီအလူတန်းတွေလုံးနိုင်ပြီဖြစ်တဲ့အေးမြတ်မုံလည်းနောင်ဘဝမှာခြေလန်းအင်ကာစုံလင်သူအဖြစ်မွေးဖွားလာပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်ကြည့်ရှုအားပေးရတဲ့အောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်